မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်နဲ့နေပြီးတော့စစ်ကောင်စီဌာနဆိုင်ရာရုံးများမှာတရုတ်နိုင်ငံထုတ်ဂျာမန်များတက်ဆင်နေပြီးတော့စစ်ကောင်စီရဲ့တရင်တပ်ဖွဲ့များမှလည်း Drone Guard ဂျာမန်များကိုတက်ဆင်ရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AP လ4ရက်နေ့နေပြီးတော့မှ Drone 29စင်းနဲ့တိုက်ခိုက်ခံရမှုအပြီးမှာရန်ကုန်နဲ့နေပြီးတော့မှရှိတဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးများမှာတရုတ်နိုင်ငံထုတ်ဂျာမန်များကို စီမံချက်နဲ့ဝယ်ယူတက်ဆင်ခဲ့တယ်လို့သိရပါတယ်။ယခုအခါမှာတော့နေပြည်တော်နဲ့ရန်ကုန်မှာရှိတဲ့ဝန်ကြီးဌာနနဲ့ဌာနဆိုင်ရာရုံးများအလုံးနီးပါးမှာဒရုန်းများကိုဟန်တားရန်ရည်ရွယ်ချက်နဲ့ဂျမ်မာများကိုတက်ဆင်ပြီးစီးနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ဂျမ်မာတွေအကုန်လုံးတက်ဆင်ပြီးသွားပြီ။နေပြည်တော်မှာကအရင်ကတည်းကဌာနဆိုင်ရာရုံးတွေမှာဂျမ်မာတွေကရှိပြီးသားပေမဲ့တရုတ်ထုတ်ဂျမ်မာတွေအစ်စ်တွေထပ်ပြီးတော့တိုးပြီးတက်လိုက်တယ်။ရန်ကုန်မှာကအခုမှတက်ဆင်ပြီးစီးတာပါ။ဂျမ်မာတွေရှိပေမဲ့မီးပြတ်တာတွေရှိနေတော့မီးပြတ်ရင်ဂျမ်မာတွေကအလုံးမလုံးတာတွေရှိတယ်လို့ စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်ကပြောကြားထားပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာယုံများတိုင်းစစ်ဌာနချုပ်ယုံများမှာ drone gun ဂျာမာများတပ်ဆင်ရန်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အဓိကအဖြစ်အကြက်ဘက်ဒူးစစ်ခေါင်းဆောင်စိုးဝင်းဟာအရှိတောင်တိုင်းစစ်ဌာနချုပ်မှာရှိနေတဲ့အချိန် drone နဲ့တိုက်ခိုက်ခံရချိန်မှာ drone gun ဂျာမာများတပ်ဆင်ရန်စစ်ကောင်စီကစီမံချက်ချပြီးတော့ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အဓိကအဖြစ်တရုတ်နိုင်ငံလုံး drone gun ဂျာမာများကိုတပ်ဆင်မှာဖြစ်ကြောင်းသိရှိရပါတယ်။ AP လ9ရက်နေ့နဲ့ AP လ10ရက်နေ့တွေမှာ ော်လမြိုင်မှာရှိတဲ့ရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာဒုစစ်ခေါင်းဆောင်စိုးဝင်ရောက်ရှိနေတဲ့အချိန် drone နဲ့တိုက်ခိုက်ခံရမှုကြောင့်ပခုံးလက်နဲ့အယိုးကြောဆိုင်ရာဒဏ်ရာများရရှိခဲ့ပြီးတလာနီးပါးကြောင်စိတ်ကူးသားမှုခံယူခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မုံမောင်မြို့နယ်တစ်ခုလုံးကိုအပိသက်သိမ့်ပိုက်နိုင်ရေးအတွာစစ်ကောင်စီရဲ့နောက်ဆုံးခံတပ်ခမရ၄၃ခုကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကအပြင်းထန်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မိုးမောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့မြို့ဆောင်တပ်ခမရ43ခွန်ဟာမြို့ရဲ့အပြင်ဘက်မှာတည်ရှိပြီးတော့လက်ရှိမှာမိုးမောင်မြို့ရဲ့အပါဝင်ရက်ကွက်များကိုတော်လိုင်းအတပ်များကထိန်းချုပ်ထားတယ်လို့သိရပါတယ်။မြို့ပြင်မှာရှိတဲ့ခမရ43ခွန်တပ်ကိုတော်လိုင်းအတပ်များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေကလည်းလေကြောင်းတိုက်ခိုက်မှုများနဲ့အပြင်ထံခုခံနေတယ်လို့သိရပါတယ်။မိုးမောင်မြို့ထဲမှာတော့စစ်တပ်ကမရှိတော့ဘူး။မျိုးပြင်ခမရ43ခွန်ထဲမှာဒီကောင်လေးလက်နက်မချဘဲနဲ့ခုခံနေတယ်တိုက်လေရင်နေနဲ့လေဘုံတွေကျဲနေတာတောက်လျှောက်ပဲ ်ခမရ430ကိုပတ်ပတ်လဲဝိုင်းပြီးတော့တိုက်နေတယ်ပြည်သူတွေအတွက်မင်္ဂလာသတင်းတိတ်မကြခင်မှာကြားရပါလိမ့်မယ်လို့တော်လိုင်းရင်မဟာမိတ်တပ်ဖွဲ့တွေမှာပါဝင်တိုက်ခိုက်နေတဲ့ KPDF တပ်ဖွဲ့ဝင်တဦးကပြောကြားတာပါတယ်ကချင်ပြည်နယ်မှာမတ်လ9ရက်နေ့ကစတင်ခဲ့တဲ့စစ်စင်ရေးများအတွင်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း100နီးပါးကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကတိမ့်ပိုက်ထားပြီးတော့မကြမီမှာမြို့နယ်တစ်ခုလုံးကိုတိမ့်ပိုက်နိုင်တဲ့အခြေအနေကိုရောက်ရှိလာမှာဖြစ်တယ်လို့ KIA ရဲ့ရှေ့တန်းသတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းဦးလမ်းဝပေါ်တောင်ပုံရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာနှစ်ပွင့်ဗိုလ်တအုပ်အပါဝင်အကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မနက်7:25မိနစ်အချိန်မုံရွာချောင်းဦးလမ်းမပေါ်တောင်ပုံရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်စခန်းကိုအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကနှစ်ပွင့်ဗိုလ်တအုပ်နဲ့စစ်သား၄ဦးသေဆုံးပြီး တောပူပြူစောတီကျေးရွာကပြူစောတီတအုပ်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့အပြန်လန်ပြစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာအောင်ဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးထပ်မံတိုက်ဆုံခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးခန့်ရှိပြီးတော့မုံရွာ6ဦးလမ်းမပေါ်တောင်ပုံရွာအနီးမှာရှိတဲ့ကိုးရဆိုင်ကိုဂိတ်စခန်းအဖြစ်နဲ့အသုံးပြုတာ ခရီးသွားပြည်သူများခရီးသွားကားများကိုအတင်းအဓမ္မစက်ကြီးကောက်ခံလျက်ရှိတဲ့ဒိတ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးသေဆုံးခဲ့တော့လေ။ကျန်တဲ့စစ်သား၃ဦးကလက်ပစ်ဗုံးများနဲ့ခုခံတိုက်ခိုက်နေတဲ့အတော့လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။တိတ်ဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားရုပ်အလောင်းများကိုညနေ၃နာရီခွဲအထိလာရောက်ကောက်ယူနိုင်ခြင်းမရှိကြောင်းမုံရွာခရိုင်တပ်ရင်းစစ်နဲ့ လျှက်စီးတက်ခွဲက ထုတ်ပြန်ထားပါတယ်၎င်းတိုက်ခိုက်မှုကိုလျှက်စီးတက်ခွဲမုံရွာခရိုင်အမှတ်၁၂တရင်တက်ခွဲ၃လျှက်စီးတက်ခွဲအညာတရား Revolutionary Syndicate ARS နဲ့နယ်မြေဒေသခံကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်းက၅ရက်ခန့်အချိန်ယူကြိုတင်ပြင်ဆင်ပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရစေခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့တရော်ကုန်းရက်ွက်အုပ်ချုပ်ရေးမှူးမြင့်အောင်က စစ်မှုမထမ်းကျင်တဲ့လူငယ်များအနေနဲ့မြန်မာနိုင်ငံကထွက်ခွာသွားကြရန်နဲ့မြန်မာနိုင်ငံရဲ့လေကိုယ်တော်မရှုကြရန်အစည်းအဝေးခေါ်ပြောဆိုပြီးတော့ချင်းချောင်းငွေကြေးတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းအောင်လံမြို့နယ်မှာစစ်မှုတန်းဥပဒေနဲ့ပြည်သူစစ်မှုတန်းအပတ်စဉ်နှစ်စစ်တင်တန်းအတွက်လူရှာလို့မရတဲ့အတွက်ကြောင့်ဒေသကလူငယ်များကိုမဖြစ်မနေစစ်မှုတန်းရန်စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးများကဖိအားပေးလျက်ရှိတယ်လို့သိရပါဗျ။အောင်လံမြို့တရော်ကုန်းရက်ကွက်မှာရက်ကွက်အုပ်ချုပ်ရေးမှူးမြင့်အောင်က မေလာရှိရနေနေဆွဲနဲ့ရက်ွက်အတွင်းကလူငယ်တဦးချင်းခံကိုစားရီပို့ပြီးတော့ရက်ွက်ရုံးကိုစင့်ခေါ်ပြီးစစ်မှုထမ်းရန်ပြောဆိုနေတယ်လို့သိရပါတယ်စစ်မှုထမ်းမယ်ဆိုပါကငွေချေးပေးဆောင်ရန်လဲဖိအားပေးနေတယ်လို့သိရပါတယ်စစ်မှုလဲမထမ်းငွေလဲမပေးခြင်းပါကမြန်မာနိုင်ငံကထွက်ခွာသွားကြရန်ငွေညှစ်ချင်းချောက်တောင်းခံနေတယ်လို့သတင်းရရှိပါတယ်ခမားတို့မကြေနဲ့ရင်တိုင်ကျင်တဲ့နေရာကိုတိုင်ဂယုမဆိုင်ဘူးအောင်လန်ရဲစခန်းမြို့နယ်မှုနဲ့စခန်းမှုကလဲကျုပ်တို့လူပဲခမားတို့ရဲ့သားတွေကိုသူတို့အမိတ်နဲ့ဖမ်းတာ ခမရိုစီကကျုပ်တို့ရတဲ့ငွေကိုမြို့နယ်မှုနဲ့စခန်းမှုကိုအရင်ဆုံးအပ်ရတာရှင်းလားခမရိုသားသမီးတွေစစ်မှုမထမ်းခြင်းရဲ့ကျုပ်တို့တောင်းတဲ့ငွေကြေးကိုပေးရမယ်မပေးရင်တေချာပေါက်စစ်ထဲဝင်ရမယ်ဒီနိုင်ငံရဲ့ဥပဒေကိုမလိုက်နာခြင်းရဲ့ဒီနိုင်ငံမှာမနေနဲ့ဂုံဂုံပြောရရင်ဒီနိုင်ငံကလေကူတော်မရှုနဲ့ဗျာရှင်းလားလို့အောင်လံမြို့တရော်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှုမြင့်အောင်ကလူငယ်များရဲ့မိဘများကိုပြောဆိုနေကြောင်းသိရှိရပါတယ်လက်ရှိအောင်လံမြို့ပေါ်မှာစစ်မှုထမ်းဖို့အတွက်အတင်းအကျပ်ဖိအားပေးခြင်းပေါ်တာဆွဲဖမ်းဆီးခံရခြင်းများကြောင့် လူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရပြီးမိသားစုလိုက်ထွက်ပြေးနေရမှုများလည်းရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဟာလူမမြင်လူဘဝလို့ကဝင်းမလာမင်းကိုယ်တိုင်ဝင်းမလာစောက်ရေးမပါတာလူဘဝလားလှုပ်တက်လိုက်ကြစမ်းပါကွာလူငယ်တွေရလေနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်အောင်ဒေသနမ်ဆန်မြို့နယ်ကအမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတဦးဟာ မြဝတီမြို့ကနေအလုတ်လုတ်ပြီးနမ်ဆန်မြို့ကိုပြန်လာတဲ့အချိန်မန္တလေးမြို့မှာဓမြတိုက်ခိုက်ရပြီးတော့ငွေကျပ်3040ညီပါပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြစ်စဉ်ဟာပြီးခဲ့တဲ့မေလ10ရက်နေ့မနက်6နာရီဝန်းကျင်မှာဖြစ်ပြီးတော့မြဝတီမြို့ကနေနမ်ဆန်ကိုပြန်လာတဲ့အချိန်မြဝတီကားဆက်ရောက်တဲ့နေရာကနေနမ်ဆန်ကားဂိတ်ကိုတွားဖို့အတွက်မီနီအိုးဝေ3ဘိန်းနဲ့တွားတဲ့အချိန်ကားဂိတ်ကိုမရောက်ခင်မှာပဲပန်ရှင်နဲ့အပေါင်းပါလူတစုဟာမန္တလေးမြို့တနေရာမှာတိုက်ထဲကိုဓားထောက်ပြီးတော့ခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်လို့သိရပါပါတယ်။ ကိုတိုင်ကြုံတွေ့ခဲ့ပြီးတော့ပြန်လွတ်လာတဲ့အမျိုးသားကဓာတ်နဲ့လေဘင်းကိုထောက်ပြီးတော့ခေါ်သွားခံရတာပဲသိပါတယ်။သုံးဘိန်းနံပါတ်လည်းမမြင်ရဘူး။သုံးဘိန်းကတော့လိန်ဝေါ်ရောင်တော့သိတယ်။သူတို့နေရာရောက်တော့လူတွေကအများကြီးပဲအကုန်လုံးကဓမြောင်ကိုစီကင်နာကြတယ်။ဖုန်းယူပြီးတော့အင်ကိုပတ်စံ330လွှဲခိုင်းတယ်။မရောက်ရင်တတ်မာတဲ့ဗမာစကားပဲပြောတယ်။တော်သေးလို့ပေါ့ပတ်စံရောက်လာလို့မဟုတ်ရင်ကျွန်တော်သေးတာကြပြီလို့ပြောဆိုခဲ့ပါတယ်။သုံးဘိန်းကနေအချင်းချင်းကသုံးဘိန်းကနေအချင်းချင်းမှာပဲအဲ့ဒီသုံးဦးကိုခွဲလိုက်ပြီးတော့ကျန်တဲ့နှစ်ဦးကတော့အချင်းနေဘလို့ဖြစ်သွားမှမသိဘူးလို့သူကပြောပါတယ်။ ်ဆက်လက်ပြီးတော့သူကဓမြအဖွဲ့နဲ့သူတို့ကပဲပေါင်းပြီးတော့လှုပ်ရှားတာလားဒါမှမဟုတ်သူတို့ကပဲလှုပ်ရှားတာလားတော့မသိဘူးကျွန်တော်အိမ်ကသိန်း30လွှဲတာရဲ့ကျွန်တော် KP တဲ့က6သိန်းကျော်ရဲ့ပြီးတော့ကျွန်တော်ဖုန်းကျွန်တော်အဝတ်အစားဘာတစ်ခုမှမရပဲနဲ့ဒီတိုင်းပြန်လာရတာလို့ပြောဆိုခဲ့ပါတယ်အလားတူဖြစ်စဉ်မျိုးတွေထပ်ပြီးတော့ရှိလာနိုင်တာကြောင့်တခြားလူတွေလည်းထပ်မခံရအောင်ပြစ်ထားပြီးတော့စင်ကျင်တင့်ချောင်းကိုလည်းသူကပြောဆိုထားပါတယ်ဒါအပြင်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအလုတ်ကင်တွေရှားပါလာတာကြောင့်မန္တလေးမြို့အပြင်ရန်ကုန်နဲ့ရှမ်းမြောက်ကမြို့နယ်တွေမှာလည်း မကြာခဏခိုးဆိုးလူရမှုတွေဖြစ်ပွားခဲ့ပြီးတော့ပြန်ပေးဆွဲတာတွေလည်းဖြစ်ပွားနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ